စေချောတက်ရွယ်လူငယ်တွေအကြောင်းကိုပြောချရအောင်လူတိုင်းလူတိုင်းစေချောတက်ရွယ်ကိုချော်ဖြတ်လာခဲ့ကြတယ်စေချောတက်ဆိုတာအရရာကိုလေ့လာသင်ယူတဲ့အခြေအနေကနေပြီးတော့လူမှုအတိုင်းဝိုင်းမှာလူအများလက်ခံလာတဲ့အခြေအနေရောက်ဖို့တွားရတဲ့ခရီးနဲ့တူပါတယ် ီကြီးကိုရှောက်တဲ့အခါမှာလူငယ်တွေရမိပါတွေရဲ့နားလေမှုနဲ့လက်ခံမှုကိုလိုအပ်တယ်။ယုံကြည်စိတ်ချမှုနဲ့မိမိကိုယ်ကိုတန်ဖိုးထားမှုကိုတည်ဆောက်ဖို့ရန်အတွက်မိပါတွေရဲ့လမ်းညွှန်မှုနဲ့ထောက်ပံ့မှုတွေရရှိဖို့လိုအပ်တဲ့အချိန်ပဲဖြစ်တယ်။သူတို့ရဲ့ခွင့်ရည်တွေနဲ့ခံစားချက်တွေကိုလေးစားမှုပေးပြီးတော့မှသူတို့ရဲ့အားထုတ်မှုတွေနဲ့အောင်မြင်မှုတွေကိုမိပါစီကအတိမတ်ပြုချီးကျူးမှုကိုအရန်တောင်းတတဲ့အချိန်လေးဖြစ်ပါလေ။ကိုရှောက်ရှင်တဲ့ပန်းတိုင်ကိုရှောက်နိုင်ဖို့ခမုတ်ရှောက်မဲ့လမ်းကိုရှာပွေတွေ့ရှိနိုင်ဖို့တော့ကမိဘတွေရဲ့အခန်းကဏ္ဍကအရေးကြီးတယ်။ ိဘတွေအနေနဲ့ကလေးတွေဆေးကျော်တက်ရောက်လာတဲ့ခါမှာဆေးကျော်တက်လူငယ်တွေရဲ့ပြောင်းလဲမှုကိုသိရှိရမယ်လက်ခံရမယ်မိသားစုပေါင်းဝန်းကျင်ရဲ့တက်ရောက်မှုတွေကိုသိရှိရမယ်လက်ခံရမယ်ဆေးကျော်တက်လူငယ်တွေညီမန်းချက်ချမှတ်ရဖို့အတွက်မိဘတွေဘယ်လိုကူညီရမလဲဆိုတဲ့ပိုင်းသုံးပိုင်းကိုပြောတော့မှာဖြစ်တယ်နံပါတ်၁ဆေးကျော်တက်ရွယ်ကလေးတွေပြောင်းလဲမှု ကလေးတွေဆေချိုတက်ရွေရောက်လာတဲ့အခါမှာပိုခန္ဓာရောစိတ်ပိုင်းဆိုင်ရာနှမျိုးလုံးချီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတဲ့ပြောင်းကာလတစ်ခုဖြစ်တယ်ဆိုတာမမေ့ချပါနဲ့ပြင်ပပုံတံဘာတွေပြောင်းလဲမှုရှိတယ်လေအရက်မောင်းပိုခန္ဓာလေးချိန်လင်းမြန်စွာတိုးတက်လာပါတယ်ကိုခန္ဓာအစိပ်ပိုင်းအချိုးအစားတွေကတဖြည်းဖြည်းနဲ့လူကြီးရဲ့ပုံစံတန်နဲ့ပိုပိုပြီးတော့နှိစက်လာတယ်။ဟော်မုန်းစနစ်ဖွံ့ဖြိုးမှုကြောင့်ယောက်ျားလေးရောမိန်းကလေးတွေမှာလိင်နဲ့ဆက်ဆက်တဲ့လက္ခဏာတွေပေါ်ပေါက်လာတယ်။ ဥမာဖြင့်ခြိုင်မွေးတွေစီကုံမှအမွေးမြင်တွေစတင်ပေါက်လာတယ်။မိန်ကလေးတွေဆိုရင်ရင်သားတွေစတင်ဖွံ့ဖြိုးလာပါတယ်။ကလေးတွေဟော်မုန်းတွေထွက်ရှိလာတော့တခြားအေးပြအစီပြန်တာတွေဖြစ်လာတယ်။ဝက်ချန်တွေထွက်လာတယ်။စိတ်ကံစားချက်တွေပြောင်းလဲလာတာကိုတွေ့ရတယ်။စိတ်တူလွယ်တာတွေစိတ်သက်သာလွယ်တာတွေဆိုရင်ပူပန်မှုများလာတယ်။စားတဲ့ပုံမှုရှုပ်ထွေးတဲ့ခံစားချက်တွေကိုစတင်ကြုံတွေ့လာရတယ်။ချစ်ခြင်းမေတ္တာတွေကြောင့်လည်းစိတ်ကံစားချက်အစ်တွေဖြစ်ပေါ်လာတာကိုတွေ့ရတယ်။အဲဆိုရင်တွင်ပိုင်းအရေးပါတဲ့ပြောင်းလဲမှုတွေကဘာရှိသလဲ။ အာယုံကျော်စနစ်ပြီးစောက်ပုံပြပြချင်းလူကြီးနဲ့ပို့ပြီးတော့နီးဆက်လာတဲ့အတွက်ကြောင့်တွေးခေါ်မှုစွမ်းရည်ရောညင်ရည်စွမ်းရည်တွေကိုတိတိတတ်တာတိုးတက်ကောင်းမွန်လာတာတွေ့ရတယ်။အရာဝတ္ထုတွေကိုပိုင်းခြားစိတ်ဖျားတုံးတက်နိုင်စွမ်းနေကြလေပုံမကောင်းမွန်လာတာတွေ့ရတယ်။မိမိကိုယ်ကိုပို့မှုပြီးတော့အာယုံဆိုင်လာတယ်။မိမိရဲ့ပုံရိပ်တန်ဖိုးထားမှုတွေစတဲ့အကြောင်းအရာတွေကိုစတင်တွေးတောဆင်ခြင်လာကြပါတယ်။ လူမှုဆက်ဆံရေးကိုကြည့်မယ်ဆိုလို့ရှိရင်အချင်းချင်းဆက်ဆံရေးပို့ပြီးတော့မှ view site လာတယ်။ရွေးသူတွေနဲ့ပိတ်ဆွေဖွဲ့ဖို့ရင်အတွက်ကြိုးစားလာကြတယ်။စိတ်ကန်စားချက်ပြောင်းလဲမှုမြန်ဆန်တဲ့အတွက်ကြောင့်မလို့ခါတိုင်းမှာပြိပခါတွေဖွာနိုင်ပါတယ်။ သူတို့ရဲ့အနာဂတ်အတွက်ရီမန်ချက်တွေကိုစီမံကိန်းရေးဆွဲပြီးတော့မှစတင်တွေးတောဆင်ခြင်းလာကြတယ်။အကြောင်းလို့မိဘအနေနဲ့မိကလေးတွေဆေးချောတက်ရွေရောက်လာတဲ့အခါမှာသူတို့ရဲ့ပြင်ပန်းတန်ပြောင်းနေရုံနဲ့မကပဲနဲ့အတွင်းနှလုံးသားပြောင်းလဲလာတဲ့အရေးပါတဲ့အချက်တွေကိုသတိပြုဖို့ရန်အတွက်အရေးကြီးပါတယ်။နံပါတ်1မိသားစုရဲ့တက်ရောက်မှုကဘာရှိတလဲ။မိသားစုပတ်ဝန်းကျင်ဆိုတာဒီကလေးယူကြည့်ဖွားဖွံ့ဖြိုးလာဖို့ရန်အတွက် လိုအပ်တဲ့အရင်းမြစ်နဲ့ထောက်ပံ့မှုတွေကိုဖန်တီးပေးတဲ့နေရာပဲဖြစ်တယ်။ရှိနေတဲ့အရင်းမြစ်တွေကိုဘလို့တုံးချမလဲ၊စိန်ခေါ်မှုတွေကိုဘလို့ရင်ဆိုင်ဖြည့်ရှင်းမလဲဆိုတာကတော့ကလေးသူငယ်တွေမှာရှိတဲ့ပူရီကိုတွေကပဲလွှမ်းမိုးထားပါလေ။မိသားစုပတ်ဝန်းကျင်လွှမ်းမိုးမှုတွေကဘာတွေရှိတလဲ။မိသားစုရဲ့ဖွဲ့စည်းပုံကိုပြင်ကြည့်မယ်ဆိုရင်မိဘနှစ်ပါးလုံးရှိတဲ့မိသားစု၊မိဘတစ်ပါးပဲရှိတဲ့မိသားစု၊မွေးစားမိသားစုတွေဖွဲ့စည်းပုံကွဲပြားတဲ့အတွက်ကြောင့်မလို့ဆေးကျော်တဲ့ငယ်တွေပေါ်မှာစိတ်ပိုင်းဆိုင်ရာရောလူမှုရေးဖွံ့ဖြိုးတိုးတက်မှုပေါ် မှတရားမှုရှိတာကိုတွေ့ရတယ်။နောက်တစ်ခုကမိသားစုအိမ်တွင်းရေးအခြေအနေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်နှွေထွေးပြီးတော့ပံ့ပိုးပူညီမှုရှိတဲ့ပွင့်လင်းမင်သားတဲ့မိသားစုကခြေပြင်းလာတဲ့ကလေးတွေဆိုလို့ရှိရင်ယုံကြည်စိတ်ချမှုအပြုတဘောဆောင်တဲ့စိတ်အခြေအနေတွေကိုတိစောက်ပွင့်ရအတွက်ထောက်ကူပြုပါတယ်။ဘဝင်တော့ကတွေများပြီးဖိအားများတဲ့အငင်းပွားမှုတွေနဲ့ပြင်းထန်နေတဲ့မိသားစုကနေခြေပြင်းလာတဲ့လူငယ်တွေအတွက်ဆိုရင်သူရင်ပူပန်မှုတွေစိတ်သက်ချမှုတွေစတဲ့ပြဿနာတွေကိုဖြစ်စေပါတယ်။ ိသားစုရဲ့အုတ်ထင်းကြီးစနစ်ကလည်းကြောင်းနေမှုရှိတာကိုတွေ့ရတယ်။ကလေးတွေကိုအပြုတ်တဘောဆောင်တဲ့အားပေးမှုတွေ၊ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးတဲ့နီးစနစ်ကလည်းကလေးတွေရဲ့ကိုယ်ပိုင်တွေးခေါ်ဖွံ့ဖြိုးမှုပြဿနာဖြေရှင်းနိုင်တဲ့ဆွမ်းအားတွေကိုဝေထုတ်ပေးတဲ့အခါမှာအထောက်အပံ့ပြုပါတယ်။ဒါမှမဟုတ်ချန်နယ်ခတ်ထန်တဲ့အေးဆက်တဲ့အုတ်ထင်းကြီးစနစ်ကလည်းကလေးတွေပေါ်မှာပုံကန်ခြင်းတွေပြတ်တဘောဆောင်တဲ့ကြတနာတွေဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်မလို့ဒါစုပေါင်းဝင်ချင်းအခြေအနေကကလေးတွေပုံမှာတက်ရောက်မှုရှိရဲဆိုတာကိုသတိပြုဖို့ရန်အတွက်အရေးကြီးတယ်။ဆေးချောတက်ကလေးတွေမှာဒီမန်ချက်တီကိုချမှတ်တဲ့အခါမှာမိဘတွေကဘလို့ကူညီမှုပေးနိုင်ကြလဲမိဘတွေကမိမိရဲ့ကလေးတွေကို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 တီးရှိဖို့ရန်အတွက်အရေးကြီးတယ်ကိုဘာစိတ်ဝင်စားတာလဲကိုမှာဘာရည်ချင်းတွေရှိတာလဲဆိုတာနားလေဖို့ရန်အတွက်အရေးကြီးပါတယ် ိတ်ဝင်စားတဲ့အရာတွေကဘာတွေလဲထူးချွန်တဲ့အရေးတွေးတွေဘာတွေရှိတာလဲတန်ဖိုးထားမှုတွေကဘာတွေလဲဆိုတာကိုစာဖတ်ခြင်းအားဖြစ်တော့လကမတူညီတဲ့လှုပ်ရှားမှုတွေကိုစမ်းသပ်ခြင်းအားဖြစ်တော့လကစိတ်ဝင်စားဖို့အဖွဲ့တွေမှာပါဝင်ခြင်းအားဖြစ်တော့လကအချိန်နဲ့တက်တာလေးပမာထူးချွန်တာလေးပေးရာတွေကိုအမှန်တကယ်ပဲအလေးထားတာလေးဆိုတာနားလေဖို့ရန်အတွက်လိုအပ်ပါတယ် မိမိကလေးရဲ့စရိုက်လက္ခဏာကဘာတွေရှိတာလဲဥပမာအဖြစ်တယောက်တည်းပဲနေတဲ့အချင်းရှိသလားဒါမှမဟုတ်ပေါင်းရင်းဆက်ဆံရေးကိုဝါသနာပါသလားလှုပ်လှုပ်တဲ့အခါမှာတယောက်တည်းပဲလှုပ်တာကိုပူကြိုက်သလားဒါမှမဟုတ်အဖွဲလိုက်နဲ့လှုပ်ဆောင်ရတာကိုပူကြိုက်သလားမိမိရဲ့တင်ယူနိုင်စွမ်းရည်ကဘလောက်ရှိတာလဲတခြားသူတွေနဲ့ဆက်ဆံတဲ့စွမ်းရည်ကဘလို့ရှိတယ်လဲ ပြဿနာကိုဖြေရှင်းနိုင်တဲ့ဆွမ်းရည်ကဘယ်လောက်ရှိတာလဲဆိုတာကိုကလေးတွေကိုနားလေခိုင်ပါအနာကက်လောက်ကန်ယူချေတဲ့အခါမှာဘယ်ဟာကိုနဲ့ကန့်ညီတာလဲဆိုတာရှိတဲ့အတွက်ကြောင့်မလို့ဆုံးဖြတ်ချက်ရှာရမှာအထောက်အပံ့ဖြစ်စေပါတယ် အမှန်ချက်တွေမချမှတ်ခင်မှာမတူညီတဲ့လုပ်ငန်းခွင်နဲ့တပ်မှုဝန်ချောင်းတွေပါလိလဲဆိုတာလေ့လာခိုင်းပါလုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့သူတွေနဲ့ဆွေးနွေးချင်းအားပြတော်လကမတူညီတဲ့လုပ်ငန်းခွင်တွေရဲ့ထူခြားချက်တွေ၊ကွန်ပျူတာတက်မှုတွေ၊အလုပ်ကိုင်လားလာတွေကိုသိရှိပြီးတော့မှနာကဲဦးတည်ချက်နဲ့ညီမန်းချက်တွေကိုချမှတ်တဲ့အခါမှာအထောက်အပံ့ဖြစ်စေပါတယ်။ ရီမန်ချက်တွေကိုချမှတ်တဲ့အခါမှာဒီသူနဲ့ရီရှိရီမန်ချက်တွေကိုတတ်မှတ်ပြီးပါရှင်းနေပြီးတော့တိုင်းတာနိုင်တဲ့ရီမန်ချက်တွေကိုချမှတ်ခိုင်းပါဥပမာချောင်းမထူးချွန်တဲ့အောင်မြင်မှုတွေကိုရရှိဖို့ရယ်ဘာသာစကားအသစ်တွေကိုတင်ယူနိုင်ဖို့ရယ်နေပဲတကူကိုအောင်မြင်ဖို့ရယ်စသဖြင့်တိကျတဲ့ရီမန်ချက်တွေကိုချမှတ်လိုက်တဲ့အခါမှာအောင်မြင်ဖို့ရန်အတွက်စူးစမ်းလေ့လာမှုနဲ့လေ့လာသင်ယူမှုအတွက်လုံဆောင်မှုတွေဖြစ်စေပါတယ် မိဘများအနေနဲ့ကလေးတွေစေချောတဲ့ရောက်လာတဲ့အခါမှာဆက်မပြတ်ပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာပြောင်းလဲမှုတွေကိုလေ့လာသင်ယူတဲ့အခါမှာပြုချုပ်နိုင်တဲ့စိန်ခေါ်မှုတွေကိုအကြောက်မညွတ်မနဲ့စူဆန်လေ့လာနိုင်ဖို့ရန်အတွက်မိဘတွေကအထောက်ကူရန်အရင်ယူကြည့်ပါတယ်။သူအဖြစ်ပြောရမယ်ဆိုလို့ရှိရင်မိဘတယောက်အနေနဲ့မိမိရဲ့ကလေးစေချောတက်ရွေရောက်လာတဲ့အခါမှာသူ့ရဲ့ပြောင်းလဲမှုတွေကိုကြည့်ရမယ်၊နားလည်ရမယ်၊လက်ခံရမယ်။မိသားစုတွေအနေနဲ့ကလေးပေါ်မှာတက်ရောက်မှုရှိတယ်ဆိုတာကိုသတိပြုမိရမယ်။ ရဲ့ချက်ဤမန်ချက်တီကိုတန်းညုံမှုတွေထောက်ပံ့မှုတွေပေးခြင်းအားဖြင့်ကိုခန္ဓာရောစိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံးချမ်းမာတဲ့အကျိုးသက်ကလေးတွေဖြစ်ကြမှာပါ